အမေပြိသက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမရှင်ငိမ့်ပါ။ဒီညမှာတော့ကျမတို့ MBA ပြိသက်တွေအတွက်မြန်မာပြည်ရဲ့အညာဒေသကအိမ်မဆိုးတစ်ခုအကြောင်းကိုပြောပြချင်ပါသေး။ဒီဇလန်းကတိတ်ဆိတ်ငိမ့်သက်နေတဲ့ရွာလေးတရွာရဲ့သကောင်းရံမှာမထင်မှတ်ထားတဲ့ ND ရဲ့ဘလို့ရောက်လာခဲ့လဲဆိုတာကိုပြောပြသွားမှာပါ။စကိုင်းတိုင်းကဏီမြို့နယ်ရဲ့ကျေးလက်ဒေသချင်းတွင်းမြစ်ဘေးကနတ်လာဘူးမြောက်ရွာလေးဒီရွာဟာ မြန်မာပြည်အနှံ့ကတော်လန်ရေးအားကောင်းတဲ့အညာဒေသတွေလိုပဲ2021ခုနှစ်နောက်ပိုင်းအကြမ်းဖက်မှုတွေပြည်ပခန့်တွေချမှာရုန်းကန်နေရပါတယ်။တပန်းဒီရွာလေးမှာဒီလိုကြောက်မက်ဖွယ်ရာညာမျိုးကိုထပ်ကြုံတွေ့ခဲ့ရပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ညတရွာလုံးအိမ်မောကျနေတဲ့အချိန်အချိန်ကမနက်7:00နာရီမိနစ်20ဝန်းကျင်ခန့်မှာ ရုတ်တရက်ကောင်းကင်ဘော်ကနေထူးဆန်းတဲ့ဆက်တံတစ်ခုကိုကြားလိုက်ရပါတယ်။အတန်ဟာတဖြည်းဖြည်းကျေလာပြီးရွာပေါ်ကိုတက်တက်ရောက်လာခဲ့ပါတယ်။ရွာသားတွေနားထဲမှာကဒီအတန်ဟာဘာအတန်လဲ။လေရင်အတန်လား။ဝေခွဲလို့မရနေကြတဲ့အချိန်ဒီအတန်ဟာတကယ့်ကိုနိမ့်နိမ့်လေးပြန်တန်းနေတာကို သူတို့တွေအခုမှကြုံမှုခဲ့တာပါ။အမောင်ထဲမှာတွေးလိုက်ရတာက လေထီးလို့လို့ဒါပေမဲ့အင်ဂျင်တက်ထားတဲ့အရာတစ်ခု ပါရာမော်တာလို့ဒေသခံတွေကခေါ်တဲ့အရာတစ်ခုဒီရာဟာရွာပေါ်မှာဝဲပြန့်နေတာပါ အန်ဒီယမန်ရွာသားတွေတိလိုက်ရတဲ့အချိန်ကတော့နောက်ကျလို့သွားပါပြီမော်တာတက်လေထီကနေမိကြီးတွေလက်နက်ကြီးတွေဟာစတင်ပစ်ခတ်နေပါတော့တယ်ပြမှတ်ကရွာတွေကလူနေအိမ်တွေနောက်တစ်ခါစာသင်ကျောင်းတွေဓာရီကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေရပါ ပထမချင်းပြစ်ခတ်မှုပြီးသွားလို့ကြောက်စိတ်တွေနဲ့ထွက်မပြေးရသေးခင်မှာပဲဒုတိယအချိန်ဟာ7မိနစ်လောက်အကြာမှာထပ်ပြီးပြစ်ခတ်ပြန်မာတော့တယ်ဒီအချိန်မှာပဲအသက်49နှစ်အရွယ်ဦးစိုးသိန်းဟာသူ့ရဲ့အိမ်ရှိကိုထွက်ကြည့်လိုက်ပါတယ်သူ့မိသားစုကိုတတိပေးပြီးမိအိမ်လေးနဲ့အခြေအနေကိုကြည့်ရှုဖို့ကြိုးစားနေတဲ့အချိန်သူဟာရုတ်တရက်လဲကျလို့သွားခဲ့ပါတယ်လက်နက်ကြီးအစားအနာတွေဟာ သူ့ကိုထိမှန်သွားခဲ့တာကိုတော့ ူသိလိုက်ပါမလားဥစိုသိဟာထိတ်လန့်မှုဝေဒနာတွေကြောင့်လာတော့မသိသူ့ကိုယ်သူဘာဖြစ်သွားမှန်းတော့ကောင်းကောင်းမသိသေးချင်းအိမ်ထဲကိုပြောင်းဝင်ဖို့ကြိုးစားရင်သူ့မိသားစုကိုသူမြင်လာရတဲ့အရာကိုပြောပြလိုနေခဲ့ပါတယ်လေထီးလိုဟာကြီးလာပြစ်တာရွာကိုလိုက်ပြစ်နေတာတဲ့သူ့ရဲ့နောက်ဆုံးစကားတွေဖြစ်သွားမယ်လို့သူဟာမသိခင်ရှာပါဘူးအညာဒေသမှာစေယုံစီကန်းဆိုတာဟာကီလိုမီတာပေါင်းများစွာဝေးกว่าပြီးသွားလာရေးခက်ခဲလာပါတယ် မြစ်ကိုဖြတ်ပြီးမှစေကူတော်ဖို့ခံယူဖို့အတွက်တွားရတဲ့ဒီခီးဟာမူဆိုသိမ့်လုံလူအတွက်အသက်ကယ်ဖို့မှမီလိုက်တဲ့ခရီးတစ်ခုဖြစ်လို့သွားခဲ့ပါတယ်။ဝမ်ပိုင်နဲ့ဘဲဘက်ခြေထောက်မှာရှာခဲ့တဲ့လက်နက်ကြီးစာတံရရီနဲ့သူ့ရဲ့အသက်ဟာဆုံးပါလို့သွားခဲ့ရပါပြီ။ဒီတိုက်ခိုက်မှုမှာမူဆိုသိမ့်အပါဝင် အရတားတက်ဦးသိဆုံးခဲ့ရုံနာမကအသက်58နှစ်နဲ့အသက်80ရဲ့အမျိုးသမီးတွေဟာလည်း ပြင်းထန်တဲ့ဒဏ်ရာတွေကိုရခဲ့ကြပါတယ်58နှစ်ရွယ်အမျိုးသမီးကတော့ရှင်ဘတ်သေးကို ထိုးပေါက်ထိမှန်ခဲ့တဲ့ဒဏ်ရာကြောင့်အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေနဲ့ရင်ဆိုင်နေခဲ့ရတာပါကျန်တဲ့ရွာသားတွေကလည်းလက်နက်ကြီးစားထိမှန်တဲ့ဒဏ်ရာငယ်တွေရခဲ့ကြသေးတယ်လို့ဆိုပါတယ်မနက်လင်းလို့ကြောင်ရွံ့တုန်လှုပ်နေတဲ့ရွာသားတွေထွက်ကြေးလိုက်တော့မှရွာရဲ့အိမ်တွေဟာပျက်စီးနေတာမြေကြီးပေါ်မှာလက်နက်ကြီးအစာအနာအပိုင်းစားတွေ ပြန့်ကျဲနေတာတွေကိုတွေ့လိုက်ကြရပါတယ်။ဒါဟာဘာကြောင့်လဲ။ဘာလို့သူတို့ရွာကိုတိုက်ခိုက်ကြတာလဲ။အညာလေးလာရေးစင်တာကစုံစမ်းမှုတွေလုပ်တော့အံ့ဩစရာအဖြေတွေထွက်လာပါတယ်။တိုက်ခိုက်မှုဖြစ်ပွားချိန်မှာရွာထဲမှာဒါမှမဟုတ်ရွာနီးနားပတ်ဝန်းကျင်မှာတိုက်ပွဲတွေဟာလုံးဝမရှိခဲ့ပါဘူး။တော်လန်ရေးတပ်ဖွဲ့တွေလည်းရွာထဲမှာအခြေစိုက်တာ စီရေးလှုပ်ရှားတာမျိုးတွေတခုမှမရှိဘူးလို့ရွာသားတွေကခိုင်ခိုင်မာမာပြောပါတယ်။ရွာဟာစီရေးပြမဲ့လုံးဝမဟုတ်ပါဘူး။ဒါဆိုဘာကြောင့်တိုက်ခိုက်တာလဲ။ဒေသခံတွေက သူတို့ရွာဟာချင်းတွင်းမြစ်ကမ်းဘေးမှာရှိပြီးစီရီဒီဇယ်တွေကိုလက်လီလက်ကရောင်းဝယ်တာကြောင့်ကုန်တွေလည်းခီးတထောင်နားတဲ့နေရာဖြစ်တာကြောင့်စစ်တပ်ကစီရီတူလောင်ထားတဲ့နေရာလို့ထင်ပြီးမှားယွင်းပစ်ခတ်တာဖြစ်မယ်လို့သုံးသပ်ပြောကြပါတယ်။ ူရရဲ့အေးအေးချမ်းချမ်းစီရောင်းဝယ်လုပ်ငန်းလေးကတင့်မင်းတမန်ကိုဖိတ်ခေါ်သလိုဖြစ်နေခဲ့ပါသလားမြန်မာစစ်တပ်ဘက်ကတော့ဒီတိုက်ခိုက်မှုကိုလုံးဝလုပ်ခဲ့ခြင်းမရှိဘူးလို့ပေါ်ပေါ်တင်တင်ကိုညင်းဆူလိုက်ပါတယ်ဒါဟာသူတို့ကိုနာမည်ဖျက်ဖို့ဝါရားဖြန့်နာတာဖြစ်တယ်လို့လည်းတရားဝင်ကညင်းဆူထားတာပါစီရီပြမတ်မဟုတ်တဲ့ရွာတွေကိုမပစ်ဘူးလို့လည်းပြောင်းလဲနေပြန်ပါတယ်ဒါပေမဲ့ မြေပြင်အခြေအနေနဲ့ရွာသားတွေရဲ့တက်တည်ထွက်ဆူချက်တွေကစစ်တပ်ရဲ့ညှဉ်းဆဲချက်တွေလုံးဝကိုဆန့်ကျင်နေပါတယ်။အရက်သားတွေအများစုနေထိုင်တဲ့စည်ရည်ပြမဲ့မရှိတဲ့ရွာတရားကိုစာတင်ကြောင်းအနည်းကအိမ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဟာနိုင်ငံကဥပဒေမှာတော့ပြင်းထန်တဲ့ချိုးဖောက်မှုတစ်ခုပါ။ဒီလိုပဲဂျနီဗာကွန်ဗင်းရှင်းမှာဆိုရင်လေအရက်သားတွေကိုတိုက်ခိုက်တာ အရက်သားပြစ်မှတ်တွေကိုတိုက်ခိုက်တာဒါမှမဟုတ်အရက်သားတွေကြောက်ရွံ့ထိတ်လန့်အောင်လှုပ်ဆောင်တာတွေကိုတားမြစ်ထားပါတယ်။ နှစ်လာဖို့မြောက်ရွာဖြစ်စဉ်ဟာဒီပြထန်းချက်တွေအားလုံးကိုမြန်မာစစ်တပ်ကလစ်လျူရှုနေတယ်ဆိုတာကိုထပ်ပြီးတော့ကိုပြသနေတာပါဒီလိုမော်တာတက်လေးထီးနဲ့ဤပညာတွေကိုတုံပြီးအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်လာတာဟာပြိပခါကိုပို့ပြီးရှုပ်ထွေးစေုံသာမက အရက်သားတွေအပေါ်ကြာရောက်မယ်အန်နီယိုတွေကိုလည်းပို့ပြီးတော့ကြီးမားစေပါတယ်နက်လာဖို့မြောက်ရွာရဲ့တကောင်ရန်ဖြစ်ရဆူဟာ မြန်မာပြည်အညာကပြည်သူတွေနေစဉ်နဲ့အမျှရင်ဆိုင်နေရတဲ့မမြင်ရတဲ့ရန်သူနဲ့အသက်ရှင်ရတ္တိအတွက်ရုန်းကန်နေရတဲ့တာရကတစ်ခု ဖြစ်နေပါတယ်။ဒီဖြစ်စဉ်ကိုဆရာဆွေးမှုအဖြစ်စုံစမ်းစစ်ဆေးပြီးတာဝန်ရှိသူတွေကိုအရေးယူနိုင်ဖို့လိုအပ်လို့နေပါပြီ။ဒီနေ့ကျမတို့ရဲ့အစီအစဉ်ကတော့ဒီမှာပဲရနာပါတော့မယ်။နားဆင်ပေးတဲ့ MPA ပြည်သက်တွေအားလုံးကိုကျေးဇူးထူးတင်ပါတယ်။နောက်ပတ်တွင်မှလည်းအရေးကြီးတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။အားလုံးပဲကျန်းမာရှင်လန်းကြပါစီရှင်။